မေကြီးလှုပ်သူကလေမျက်စိကမမြင်ဘူးနော်ဒုတိယပိုင်းလေးပါနော်အဲမမတငယ်ကျိုးဘာကြောင့်မိုးချိုးပြစ်တယ်လဲဆိုတော့မအေးကမျက်စိမမြင်ဘူးမျက်စိမမြင်ဆိုတော့လုံးလုံးကန်းနေတာမဟုတ်ဘူးအမေကြီးကမှုန်တာပေါ့တီးပြီးပြီလား channel မှကြိုးဆိုပါရဲရှင်ဒီဗီဒီယိုလေးကတော့နတလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကိုပြသပေးသွားမှာပဲဖြစ်ပါရဲရှင်အမေကြီးလှုပ်သူကလေမျက်စိကမမြင်ဘူးနော်ဒုတိယပိုင်းလေးပါနော် အဲမမတငယ်ချင်းဘာကြောင့်မိုးကြိုးဖြစ်တယ်လဲဆိုတော့မအေးရမျက်စိမမြင်ဘူးမျက်စိမမြင်ဆိုတော့လုံးလုံးကန်းနေတာမဟုတ်ဘူးအမေကမှုန်တာပေါ့နော်မှုန်တော့မမြင်မဆန်းလေးနဲ့ဒုက္ခမြတ်ချက်နေရတယ်ချက်ရတော့လေသူတို့အိမ်ကကြတော့မမတို့အိမ်တက်စာရင် ကွင်းနဲ့လိုမျိုးပုံစံလေးကြတဲ့တော့ရေအေးရဲအောက်မှာလေဝါအိမ်ခြေတန်းရှိလေးမှာရေတွေရှိတယ်။ရှိတော့အမေခင်မြန်မာလည်းရေခတ်ဖို့ပြုတ်ဖို့လည်းခက်ခဲမှာပေါ့နော်သူခင်မြန်အဲ့တော့သူကအဲ့လိုဖြည်းဖြည်းဖြည်းချက်နေရပေါ့ရောက်တဲ့အချိန်မှာမမတို့ကကြတော့အမေတွေကကြတော့မမတို့ဈေးရောက်ပြီပြန်နေဆိုရင်မေမေကထမင်းချက်ထားတယ်ဒါပေမဲ့မေမေကကြတော့တန်ဇွမ်းနေလीနော်တန်မာသေးတယ်အမေကအသက်40လောက်ဆိုတော့အခုလိုမမလိုအရွယ်ပေါ့အဲ့ဒါဆိုတော့မေမေကချက်ထားတယ်မမတို့ကအိမ်ရောက်တဲ့ခါကျအဲ့နေငါးဟင်းချက်တယ်ကစုံရရှင်ထမင်းစားနေကြတာ စားနေကြတဲ့အခါသူကကြတော့သမင်းကလည်းစားနေတဲ့အချိန်မှာသူကမအီဘူးဆဲတာတအားဆဲတာဆဲတဲ့အပြင်သူကဖေဒီနဲ့ဆဲတဲ့အပြင်စောင့်ကန်လိုက်တာသူအမေဦးလေစောင့်ကန်လိုက်ပြီးတော့သူကမမတို့ပြောမယ်ဆိုရန်ကုန်အိမ်တွေဆိုတချို့နတ်အုံးကိုးကွယ်တဲ့သူတွေရှိတယ်ဗောနော်အိမ်နှွေးအုံးဆိုတာသိကြမှာပါ အိမ်နှင်းအုံးစင်ရဲ့တိုင်ကိုသူကကြောမိပြီးတော့အမေကိုထိုင်ဆဲတာဆဲတဲ့ပြို့သူ့ဘေးမှာရှိတိုင်းနဲ့ဟိုအိုင်းနဲ့ကောက်ပေါက်ဒီအိုင်းနဲ့ကောက်ပေါက်မအီကိုဆဲတာဟာဆောက်လုံးကန်းနေတာကောင်းတယ်ဘလို့ဖြစ်တယ်ညရုပ်ရုပ်နက်နက်တွေဆဲတာပေါ့နော်ထပ်တော့မပြောပြတော့ပြစ်ပြစ်နစ်နစ်တွေဆဲတာဆဲနေဆဲနေမမလည်းပဲထမင်းစားနေတန်လန်နဲ့အမေကသမီးနဲ့ဟင်းကွာခတ်တယ်ဆိုလို့ မမတို့အဲ့တော့တောအိတ်လိုပုံစံလေးအိမ်ရတက်တက်မိဖို့ကြောင့်ဟာတက်တက်ထင်းတဲ့နဲ့ပေါ့နော်မိဖို့ကြောင့်နဲ့တွဲတာဆိုတော့အဲ့တစ်ချောက်လုံးကတော့မမတို့မိုးထားတယ်မိုးမယူဘူးပေါ့နော်အမမဟင်းတော့ခတ်တာချင်းတော့ခတ်တာဇလုံးစတိဇလုံးလေးနဲ့ ဟွားခက်လက်ခောက်ကောင်းကရင်အနီလုံးကြီးမှာအခရမ်းကျင်သေးကြတာမဲပြဲပြီးတော့လေစင်းလာတာတဖြည်းဖြည်းဖြည်းနဲ့တော့ကိုကမမြင်ဘူးလေတခါမှမြင်ဘူးတော့အမေအမေတားအောင်လားတတတားရှိ ሁላ လာနေရလားမသိဘူးအလုံးကြီးတစ်လုံးမိလက်ကြည့်ပါအောင်လားကြည့်ပါအောင်ဆိုတော့အဲ့နမမတို့အမေအတင်းပြေးလာတယ်ကောမော့ကြည့်လိုက်ခါမှာကောင်းကရင်ဟဲ့တမိရဆိုပြီးတော့ကိုကိုဆွဲပြီးတော့တာမိနေရောက်ခါတဲ့ထင်းမုံဘက်ကိုခါတဲ့ဝစ်ချပလိုက်တဲ့ခါမှာမမလည်းဒီထိတ်ပေါက်သွားတယ်အမေလည်းပဲနာသွားတာပေါ့နော်ထင်းထင်းမုံကြီးဆိုတော့ ထင်းနေစင်တာတာထင်းစင်ကြီးတော့ပြုတ်ကြတာဂျိန်းဆိုအတန်ကြီးလေကြောက်စရာကြီးမှကြောက်စရာကြီးမမတို့ဟိုရှမ်းပြည်မှာနေကြလို့လက်နက်ကြီးတွေထူတဲ့အတန်မျိုးကြီးကျဲကြီးပဲကြာဂျိန်းဆိုလဲဆိုလို့ဆိုမမအမကအဲ့မှာလေအတန်ကလေဘလို့ထွက်လာတယ်ဆိုအမလေးကျမသမီးလေးကိုကယ်ကြပါအောင်ရှင်ဆိုပြီးတော့အပုရဲ့အမေရဲ့အော်တန်ကိုပဲမောက်ကြားလိုက်ရတယ် ကြားတဲ့ခါမှာမမောက်လည်းထမင်းစားနေတယ်လားအကုန်ပြစ်ချပြီးတော့ပြေးကြတာပေါ့နော်အဲရေတွေကိုဖြတ်ပြီးတော့အတင်းပြေးပြီးတော့သွားကြည့်လိုက်တဲ့ခါမှာတကူလုံးမှလေးမဲပြပြီးတော့မတို့မီးလောင်တဲ့လူတယောက်အရေကုန်နေဆွဲခွာချလိုက်တယ်လို့ပဲအရေကုန်နေအကုန်လုံးကွာကြတာပါရှင်အဲမှာရက်ွက်တဲ့ရလူတွေကအတင်းသူ့ကိုပွေပြီးစေးုံပို့ဖို့မမတို့လွယ်လွယ်ပြောရရင်တင်သွားကြတယ်ပေါ့တင်သွားကြမမောက်30ရွက်ဘိုက်ဘူးကားကြီး34ဘိုက်ဘူး ကိုင်းဒီဆိုကြာဘူးကြာလိမ့်မယ်34ဂိတ်နားလည်းရောက်လို့ရောက်ကောအဲ့ဒီအနီလုံးကြီးကကောင်းငင်ကနေထက်လိုက်လာပါတယ်ရှင်လိုက်လာပြီးတော့အဲ့ဒီ34ဂိတ်ကြာစိုက်ကားနဲ့တင်လာတော့လမ်းဖြတ်ပြီးလူတွေအကုန်ထားပြီးထွက်ပြေးကြခါမှာထပ်ပစ်တာအဲ့မှာလေအဲ့ကားဂိတ်ပါထပ်ပစ်မှာတေသွားတာမတေတာအောင်လိုက်ပစ်တယ်မိဘကိုစော်ကားတဲ့ကံဘလောက်ကြောက်စရာကောင်းနေဆိုတော့ပြောပြတာလူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကိုမန်းမာရေးခဲ့ပေးကြပါအောင်ရှင် ကျမတို့တင်သည်များမလွတ်တန်းကြည့်ရအောင်ဆက်ခရိုက်မလို့ရသေးရင်ဆက်ခရိုက်လုပ်ပေးခဲ့ကြပါဦးရှင်